လုံးစုံသော လူတတဝါမှန်သမျှသည်ညီတူညီညဖန်ဆင်းထားသူများဖြစ်ကြသည်ဗီယက်နမ်သမ္မတကြီးဟိုချီမင်းသည်1945ခုနှစ်စက်တင်ဘာလ2ရက်နေ့ကဗီယက်နမ်လွတ်လပ်ရေးကြီးညာစာတမ်းကြီးကိုကမ္ဘာသို့ကြီးညာဖျက်ချရ၌အထက်ဖော်ပြပါစာပိုက်ဖြင့်စတင်ခဲ့သည်အမေရိကန်မြို့သားကောင်းဆောင်ကြီးသောမတ်ဂျပါစင်သည်လွန်ခဲ့သော1956ခုဇူလိုင်လ4ရက်နေ့ကအမေရိကန်လွတ်လပ်ရေးကြီးညာစာတမ်းကြီးကိုကမ္ဘာသို့ကြီးညာဖျက်ချခဲ့စဉ်က အထက်ဖော်ပြပါစာပိုက်ဖြင့်စတင်ခဲ့သည်ဤသို့ဖြင့်ဗီယက်နမ်လွတ်လပ်ရေးကြီးညာစာတမ်းကြီးနှင့်အမေရိကန်လွတ်လပ်ရေးကြီးညာစာတမ်းတို့သည်တစ်ခုနှင့်တစ်ခုအချင်းကလာအပြင်နှစ်ပေါင်း200နီးပါးမြောက်ကွာခြား၍ကြီးညာခဲ့တော်လဲရင်းကြီးညာစာတမ်းညာပထမဆုံးစာပိုက်ညာမှာအန်အော့ဝေယာအထက်ပါတိုင်းထက်တူထက်ညာလုံးဝအုပ်တော်အလုံးစုံတူညီနေကြသည်ကိုတွေ့ကြရသည်တို့တော့ရင်းတို့ပထမစာပိုက်ညာထက်တူထက်ညာတူညီနေကြသည်မှာအကြောင်းမဲ့တက်ဆိုင်မှုမဟုတ် မတော်တဆပြပွားမှုမော။ဘယ်ကြောင့်ဆိုတော့ဗီယက်နမ်တမလာကြီးဟိုချီမင်းဒီ1945ခုနှစ်တွင်ဗီယက်နမ်လွတ်လပ်ရေးကြီးညာစာတမ်းကြီးကိုကြီးသားခဲ့ရ၌1956ခုနှစ်ကအမေရိကန်မျိုးသားကောင်းဆောင်ကြီးဂျက်ဖာဆင်၏အမေရိကန်လွတ်လပ်ရေးကြီးညာစာတမ်းကိုအထူးပင်နှစ်ကြိုက်သဘောကျလာသဖြင့်ယင်းကြီးညာစာတမ်းကြီးမှပထမဆုံးအပိုက်ကိုအထက်ပါအတိုက်အတိအကျယူ၍ထက်တူထက်မြတ်ကြီးသားခဲ့သောကြောင့်ဖြစ်သည်။ဟိုချီမင်းဒီအမေရိကန်လွတ်လပ်ရေးကြီးညာစာတမ်းကြီးကို ်ထိုးပင်နှစ်ချိုက်ခဲ့သည်18ရာစုအတွင်းကဗြိတိရှားတို့၏အထက်မှအုပ်စိုးမှုကို တော်လှန်ခဲ့ကြသောအမေရိကန်အမျိုးသားတို့၏လွတ်လပ်ရေးကြိုးပမ်းမှုကို အထူးပင်အကြခဲ့သည်တိုင်းပြည်ပြည်နှင့်ဒီပြည်လူမျိုးတစ်မျိုးနှင့်တစ်မျိုးလက်နက်အကူဖြင့်အုပ်စိုးမှုကိုအပြင်းထန်ခုခံခဲ့ကြသည့်အမေရိကန်အမျိုးသားတို့၏သူကြော်မခံလိုသောစိတ်ဓာတ်ကိုအထူးပင်ညှနှိုးခဲ့သည်ဤသို့ဖြင့်လူလူချင်းဖိနှိပ်ချုပ်ချယ်သိစုပ်ချေလဲမှုများကိုတော်လန်ခဲ့ကြသည့်အမေရိကန်အမျိုးသားများ၏ ုလဲ့ရေးကြိုးပမ်းမှုများနဲ့အမေရိကန်မြို့သားကောင်းဆောင်ကြီးသောမက်ဂျဖာဆင်၏တရားညှစ်တာမှတ်ကန်သောအတွေးကအယူဆများကိုနှစ်ချိုက်အကြကားဟိုချီမင်းသည်အမေရိကန်လွတ်လပ်ရေးပညာစာတမ်းကြီးပထမဆုံးစာပိုင်းမှာအသုံးနှုန်းစကားလုံးကို အတိအကျယူ၍ဒီအနန်လွတ်လပ်ရေးပညာစာတမ်းကြီးတွင်အစချီရေးသားခဲ့ခြင်းဖြစ်သည်အမေရိကန်ပြည်ထောင်စုကြီးတတိယမြောက်သမ္မတကြီးဖြစ်သောသောမက်ဂျဖာဆင်အားထိုရွေထိုများလာသဘောကျနှစ်ချိုက်ခဲ့သောအမေရိကန်သမ္မတကြီးဟိုချီမင်းသည် 1960ပြည်နှစ်တို့ရောက်တော့က35ရောက်မြောက်အမေရိကန်သမ္မတကြီးဂျွန်ကနေဒီကမိမိတို့ဗီယက်နမ်နိုင်ငံအားကျူးကျော်၍ကျွန်လုပ်ရန်ကြိုးပမ်းလာသည်ကိုတွေ့လာရသည်။တနည်းအားဖြင့်ဆိုရလျင်1960ပြည်နှစ်တွင်အမေရိကန်သမ္မတဖြစ်လာသော ကနေဒီသည်1986ခုနှစ်ကသမ္မတကျပါစဉ်အလုံးစုံသောလူသက်တော်မှန်သမျှသည်ညီတူညီညဖန်ဆင်းထားခြင်းဖြစ်ကြသည်ဟုသောအမေရိကန်လွတ်လပ်ရေးကြီးညာဆရာကြီးကိုချိုးဖောက်ကဗီယက်နမ်ပြည်သူလူထုအား ကျွန်ပြုတ်ရန်အတီလင်းလုဆောင်ခဲ့သည်ကိုတွေ့ရသည်ထို့ထက်ပို၍ဆိုရလျင်၁၇ရာစုနှစ်ကဂရိရှားကိုလိုနီအုပ်စိုးမှုကိုတော်လှန်၍လူလက်ရေးတိုက်ပွဲဝင်ခဲ့သောအမေရိကန်ပြည်ထောင်စုကြီးသည်20ရာစုနှစ်တွင်မိမိတို့ဗီယက်နမ်နိုင်ငံကလေး၏လူလက်ရေးကိုဖျက်ဆီးချိန်မုံလာသည့်နေချက်နိုင်ငံကြီးတနိုင်ငံဖြစ်လာသည်ကိုတွေ့ကြရသည်ဆင်စဲအချင်းအမေရိကန်ပြည်ထောင်စုသည်ဗီယက်နမ်နိုင်ငံ၏ပြည်တွင်းရေးကို1953ခုနှစ်သမ္မတအိုက်ဆင်ဟောင်းဝါအစိုးရလက်ထက်မှပင်စတင်၍ဆက်ပတ်လာခဲ့သည် ေရိကန်ဆိုရသည်တရုတ်ပြည်မှအမေရိကန်အရင်းရှိကြီးများ၏ဂရေကရာမရေမတွက်နိုင်သောအရင်းအနှစ်အကျိုးစီးပွားများကိုကာကွယ်ရန်အတွက်ဖောက်ပြန်သောချန်ကေရှိတ်ဆိုရာဒုတိယကမ္ဘာစစ်ကြီးပြည်တွင်စစ်လက်နက်ပစ္စည်းများဖြင့်မိကုံရန်ကုန်အစွမ်းကုန်ထောက်ပံ့ခဲ့သည်ထို့သောအင်အားကြီးမားလာသည့်လောက်သမားလက်သမားများ၏တော်လန်ရေးတီရီကိုမြေသုံးမှမတားဆီးနိုင်ပေ1944ခုနှစ်အောက်တိုဘာလတွင်ကွန်မြူနီများကအနာရ၍တရုတ်ပြည်သို့တမနာနိုင်ငံထူထောင်လိုက်သောအခါ မေရိကန်အရင်းရှင်များသည်အနှစ်နှင့်အလားလာက၎င်းတို့သွေးဆုပ်ခြေလျက်ကျသောတရုတ်ပြည်ကြီးအားလက်လွတ်ခဲ့ရသည်ဤဒီကိုအခဲမကျင်နိုင်သောအမေရိကန်အစိုးရသည်တရုတ်ပြည်ကြီးအားဝိုင်းပက်ပိတ်ဆို့ရန်အကြံဖြင့်နံပါတ်9ရေတက်ကြီးကိုဆစ်လွတ်ခဲ့သည့်ပြင်1959ခုနှစ်တွင် ကိုရီးယားစစ်ပွဲကိုဖန်တီးခဲ့သည်ထို့သော1953ခုနှစ်တွင်အကြီးအကျယ်အရေးနှင်းခဲ့ရပြီးနောက်ကိုရီးယားစစ်ရဲဆဲရေးစကြုပ်ကိုလက်မှတ်ရေးထိုးခဲ့ရသောအမေရိကန်အစိုးရသည် ထိုအချိန်မှစ၍အင်ဒိုချိုင်းနာကျွန်းဆွယ်မှပြင်သစ်နေချက်သမားများအားလက်နက်များကုညီထောက်ပံ့ကြခြင်းဖြင့်ဗီယက်နမ်အရေးတွင်စတင်ဆွတ်ဖက်လာခဲ့သည်1953ခုနှစ်မတ်လ30ရက်နေ့တွင်ပြင်သစ်နှင့်အမေရိကန်အစိုးရတို့၏ပူးတွဲကြေညာချက်တည်းရဲ့ထုတ်ပြန်ခဲ့ရာယင်းကြေညာချက်တွင်အင်ဒိုချိုင်းနာကျွန်းဆွယ်ဒေသ၌ကွန်မြူနစ်တို့အားတိုက်ခိုက်ချိန်မုံရန်တွင်နိုင်ငံပူးတွဲစီရေးစီမံကိန်းများရည်ဆွဲကြရန်သဘောတူကြသည်ယင်းသဘောတူညီချက်အရအင်ဒိုချိုင်းနာဒေသရှိ ြင်သစ်စစ်တပ်များ၏စစ်ဦးစီးချုပ်အသည်ဖြစ်လာသောဗိုလ်ချုပ်နှစ်ပါးသည်အမေရိကန်ပြည်ထောင်စုဝါရှင်တန်မြို့တော်ပင်နဂွန်စစ်တပ်နာချုပ်၌ဒိမင်ဖူးစစ်စင်ရေးစီမံကိန်းကိုအမေရိကန်ဗိုလ်ချုပ်ကြီးများကူညီဖြင့်ရေးဆွဲခဲ့သည်အမေရိကန်ဆိုရသည်ဒိမင်ဖူးတပ်ပွဲကြီးတွင် ပြင်သစ်စစ်တပ်များအားစစ်လက်နက်ခရိုင်မီကြောင်များစစ်အုံဆောင်များဖြင့်အစွမ်းကုန်ကူညီခဲ့သည်တိုးတော့ပြင်သစ်တပ်များမှဗီယက်နမ်ပြည်သူတက်မတော်၏ရွေးရွချွတ်ချွတ်တိုက်ခိုက်မှုများကြောင့်မိသူမှမတိုက်နိုင်တော့ဘဲ 1954ခုနှစ်မေလ16ရက်နေ့တွင် လုံးဝလက်နက်ချအချုံးပေးခဲ့ကြသည်ဒိမ်မီဖူးတွင်ပြင်သစ်တို့လက်နက်ချအချုံးပေးခဲ့ရပြီးနောက်တစ်နေ့ဖြစ်သောမေလ10ရက်နေ့မှာပင်ဆော့ဇလန်ဂျနီဗာမြို့၌အင်ဒိုချိုင်းနာဆိုင်ရာညီလာခံကိုစတင်ကျင်းပခဲ့သည်ဂျနီဗာညီလာခံကျင်းပရန်1954ခုဖေဖော်ဝါရီလတွင်ပြုလုပ်ခဲ့သည့်ကြီးလေးကြီးနိုင်ငံခြားရေးဝန်ကြီးများ၏ဘာလင်အစည်းအဝေးမှသဘောတူညီခဲ့ခြင်းဖြစ်သည်သို့သောအဆက်ဆက်ရရာစနစ်တကျဖြစ်စေရန်ပြင်ဆင်နေရသဖြင့် မေလ၈ရက်နေ့တွင်မှကျင်းပနိုင်ခဲ့ရာထိုနေ့မှတိုက်တိုက်ဆိုင်ဆိုင်ဒေမီဖူးတွင်ဗီယက်နမ်ပြည်သူ့တပ်မတော်ကနိုင်ရလိုက်ပြီးနောက်တည့်ရက်ဖြစ်နေကြတယ်။ထို့ဖြင့်ဂျနီဗာညီလာခံတစ်ခုလုံးမှာဒေမီဖူးအုံပွဲ၏ခင်ညာဖြင့်ဖုံးလွှမ်းနေခဲ့ပြီးနောက်ဆုံး၌ဤကိစ္စများကိုအကြောင်းပြု၍အင်ဒိုချိုင်းနာကျုံးစွန်မှပြင်သစ်တပ်များချွန်းကျန်မရှိဆုတ်ခွာပေးရန်ဗီယက်နမ်၊ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများတွင်လွတ်လပ်သောအစိုးရများဖွဲ့စည်းရေးကိုသဘောတူခဲ့ရသည်။ဤတွင်စစောပိုင်းကဗီယက်နမ်အရေးတွင် ြင်သစ်နေချက်တမများအားနောက်ပိုင်းမှာအပိတ်၍ဆက်ဖက်ရုံများဆက်ဖက်လာခဲ့သောအမေရိကန်တို့သည်အင်ဒိုချိုင်းနားမှပြင်သစ်နေချက်တမများလုံးဝလက်မြအရှုံးပေး၍ဖြတ်ခွာတော့ကြသောအခါပြင်သစ်တို့နေရာတွင်အစားဝင်၍ကိုကုတ်ကိုနေချက်တမဟုသောနာမည်ဆိုးကိုခံယူကဗီယက်နမ်မျိုးပေါ်တို့ကဲကညောက်ကျူးကျော်ရန်ချီလန်းပြင်လာကြသည်အမေရိကန်အစိုးရ၏ကိုယ်စားလှယ်နိုင်ငံခြားရေးဝန်ကြီးဂျွန်ဖော့စတာဓာတ်လက်သည်ဂျနီဗာကွန်ဖရင့်သို့ရောက်ရှိလေခဲ့ရာဒေးဗင်ဖူးတွင် ြင်သစ်တို့လုံးဝအချင်းနှိမ့်တော်မြေကိုတည်ရတော့ကမျက်စိမျက်နှာမလားဖြစ်ပြီးမေလ3ရက်နေ့တွင်ဂျနီဘာမှပြန်လည်ထွက်ခွာသွားခဲ့သည်။ဤတွင်အမေရိကန်အစိုးရလက်ထောက်နိုင်ငံခြားရေးဝန်ကြီးဘီစမစ်ကအမေရိကန်အစိုးရကိုယ်စားလှယ်ခေါင်းဆောင်အဖြစ်ဆက်လက်တာဝန်ယူခဲ့သည်။1954ခုနှစ်ဇူလိုင်လ20ရက်နေ့မှ21ရက်နေ့တွင်ဂျနီဘာစာချုပ်လက်မှတ်ရေးထိုးကြတော့ကအမေရိကန်ကိုယ်စားလှယ်သည်ပါဝင်လက်မှတ်ရေးထိုးခြင်းပြုပဲတိကျစညာချက်တရက်ကိုထုတ်ပြန်ခဲ့သည်။ ရင်းကျင်ညာချက်၌ဂျနီဖာစာချုပ်တွင်ပါရှိသည့်သဘောတူညီချက်များနှင့်စာပိုင်များကိုချက်လို့ဖြည့်ဆည်းလုပ်သည့်သဘောဖြင့်ချိန်ချောက်ခြင်းသို့မဟုတ်အင်အားကိုအသုံးပြုခြင်းတို့မှချောင်ကျင်ပါမည်ဟု၍အတည်လင်းဖော်ပြပါရှိကလေး။ထို့သောတကယ်လက်တွေ့တွင်မူသဘောတူညီချက်များကိုချက်လို့ဖြည့်ဆည်းလုပ်ရုံများမှာကာယကံကြောင့်စော်ကားကြသည်။အင်အားကိုအသုံးပြုရုံများမှာအလုံးရင်းဖြင့်ကျူးကျော်ဝင်ရောက်တိုက်ခိုက်ကြသည်။အင်ဒိုချိုင်းနာဆိုင်ရာဂျနီဖာစာချုပ်တွင်ဗီယက်နမ်နှင့်ဆက်လင်း၍ ဓိကအချက်ကြီးသုံးချက်ကိုသတ်မှတ်ကြားထားခဲ့သည်။ကျင်းတို့မှာပြင်သစ်စစ်တပ်များဒီရဏမလုံးဝထွက်ခွာရာတွင်လွယ်ကူချုံးမှုစီရေးတွင်စက်ကွန်မြင်းပြိုင်ကိုစစ်ရေးအရာယာကြီးနေနမိတ်ဖြစ်သတ်မှတ်ထားရန်ဂျနီဗာစကြုပ်လက်မှတ်ရေးထိုးပြီးနောက်နှစ်နှစ်ကြာ1956ခုနှစ်ဇူလိုင်လတွင်ဗီယက်နမ်တနင်္ဂနွေလုံးမြောက်ပိုင်းရောတောင်ပိုင်းတွင်မှလွတ်လပ်သောအထွေထွေရွေးကောက်ပွဲကြီးကျင်းပရန်နှင့်အီဒေါ်တွင်ဗီယက်နမ်နိုင်ငံသို့ တောင်ပိုင်းရောမြောက်ပိုင်းတွင်မှမြစ်တီနိုင်ငံသားမှ စစ်တပ်ဆိုင်ရာပုဂ္ဂိုလ်များနဲ့နိုင်ငံခရယံမိကြောင်များတင်သွင်းပို့ဆောင်ခြင်းပြုကြရန်စသည်လိုဖြစ်သည်။ဂျနီဗာစာချုပ်ကိုချက်လို့ဖြည့်ဆီးမလုပ်ပါဟု၍ကဘာတိအောင်ကြေညာခဲ့သောအမေရိကန်ဆိုပါသည်။စာချုပ်ပေါ်တွင်လက်မှတ်ရေးထိုးခဲ့ကြသည့်မှင်များမချောက်မီပင် စာချုပ်ပါအချက်လက်များကိုတစ်ခုပြီးတစ်ခုချက်လို့ဖြည့်ဆီးလုပ်လာခဲ့ကြသည်။ရှေးဦးစွာအမေရိကန်ဆိုပါသည်။စစ်ရေးယာယီနယ်နိမိတ်ဖြင့်သတ်မှတ်ထားသောစက်ခွန်မြင်းနိုင်ကိုနိုင်ငံရေးအုပ်ချုပ်ရေးအရာ ထာဝရနိုင်ငံမိတ်မြင်းချောင်းဖြစ်သဘောထားကဗီယက်နမ်နိုင်ငံကလေးအားတောင်နှစ်ညောင်နှစ်ပိုင်းပိုင်း၍နှစ်နိုင်ငံဖြစ်အောင်လုပ်ခဲ့သည်ထို့နောက်အမေရိကန်ပြည်ထောင်စုနယူးဂျာစီပြည်နယ်တွင်1959ကပင်တွားရောက်နေထိုင်လျက်ရှိသောငိုတင်စင်ဆိုသူအားဗီယက်နမ်သို့ပြန်လည်ခေါ်ယူက1954ခုအောက်တိုဘာလ26ရက်နေ့တွင်ဗီယက်နမ်တောင်ပိုင်းကိုသမ္မတနိုင်ငံအဖြစ်ကြေညာ၍ငိုတင်စင်အားသမ္မတအဖြစ်ဆောင်ရွက်စေခဲ့သည်ဤသို့ဖြင့်ဂျနီဖာစာချုပ်၏ ဒုတိယအရေးကြီးသည့်အထက်ချက်ဖြစ်သောတနင်္ဂနွေလောင်းထွေထွေရေကောက်ပွဲကျင်းပရေးကိုချိုးဖောက်က1956ခုနှစ်ဇန်နဝါရီလ23ရက်နေ့တောင်ပိုင်း၌တိကျရေကောက်ပွဲများကျင်းပစေခဲ့သည်။ထို့နောက်ဂျနီဗာစာချုပ်ကိုဖျက်လို့ဖျက်ဆီးမလုပ်ပါဟုသောအမေရိကန်ဆိုရသည်။ဂျနီဗာစာချုပ်တွင်ပါရှိသည့်တတိယအရေးကြီးဆုံးသောပြဋ္ဌာန်းချက်ကိုအတီလင်းအဆက်ကင်းမဲ့စွာဖျက်ဆီးပစ်ခဲ့သည်။ရဲမှအချမ်းမဟုတ်ရေနံတောင်ပိုင်းသို့အမေရိကန်ဆက်လက်နဲ့အသုံးဆောင်ပစ္စည်းများခရယံပြီးကြောက်နေတယ်ကွာ။ စေကြံပေးအရာရှိများကိုစုပြုံပုံအော၍တင်းတင်းပို့ဆောင်လာခဲ့ခြင်းဖြစ်သည်1953ခုနှစ်မှ1969ခုနှစ်အတွင်းအမေရိကန်သမ္မတအိုက်ဆင်ဟောင်းလက်ထက်တွင်အမေရိကန်ဆိုရသည်တောင်ဗီယက်နမ်မှမိုတီဇင်စစ်တပ်များဒီဝီဇာတပ်မကြီးပေါင်း10ခုအထိလှုပ်ချဖွဲ့စည်းပေးခဲ့၍ယင်းတပ်မကြီးများအလုံးအတွက်စစ်လက်နက်ပစ္စည်းများအပြည့်အစုံတပ်ဆင်ပေးခဲ့သည်တစ်ချိန်တည်းတွင်အမေရိကန်လီတာစကန်58ခုနှင့်ဂျီတာစကန်3ခုတို့ကို တောင်ပီယန်နန်တွင်တိဆောက်ခဲ့သည်1952ခုနှစ်အမေရိကန်သမ္မတထရူမန်လက်ထက်ကတောင်ပီယန်နန်တွင်အမေရိကန်စစ်ကြံပေးအဖွဲ့ဝင်ပေါင်း200ခန့်သာရှိခဲ့ရမှာ1969ခုနှစ်သမ္မတအိုက်ဆန်ဟောင်းဝါလက်ထက်တွင်အဖွဲ့ဝင်ပေါင်း2000ခန့်ဖြစ်လာခဲ့သည်ယင်းသို့ဂျနီဗာစာချုပ်ကိုဖျက်လို့ဖျက်ဆီးလောက်ကတိုက်ပြီးနှစ်ပိုင်းခွဲအောင်ရုပ်မှစွာလှုပ်ဆောင်ခဲ့ကြသည့်အမေရိကန်နေချက်သမားနှင့်တစ္ဆာဖောက်ငူဒင်းစရာတောင်ပီယန်နန်မှမြို့ချပုဂ္ဂိုလ်များနှင့်တိုးတက်သည့်လူဒန်းစအဖွဲ့စည်းများက 1960ပြည်နှစ်ဒီဇင်ဘာလ20ရက်တွင်တောင်ပီယန်နမြို့သားလွတ်မြောက်ရေးတအုပ်ဟူသောအမည်ဖြင့်တပ်ပေါင်းစုကြီးဖွဲ့စည်းကာတော်လန်တိုက်ခိုက်လာခဲ့ကြသည်ဤသို့ဖြင့်အမေရိကန်တစ်ချက်သမားသည်တောင်ပီယန်တွင်1960ပြည်နှစ်မှစ၍မကြေညာသောစစ်ပွဲကိုစတင်ဆင်နွှဲလာခဲ့သည်ဗီယက်နမ်စစ်ပွဲသည်မကြေညာသောစစ်ပွဲပင်ဖြစ်သည်ထို့သောဤစစ်ပွဲတွင်အမေရိကန်တစ်ချက်သမားများသည်တကယ့်စစ်ပွဲကြီးပမာဗီယက်နမ်ပြည်ပေါ်သို့စစ်အင်အားများကိုလုံးရင်းဖြင့်ပို့ဆောင်လာခဲ့သည် မေရိကန်တမနာကနေဒီလက်ထက်1963ခုနှစ်မှာတမနာဂျိုဆင်လက်ထက်1966ခုနှစ်အထိမေရိကန်အစိုးရသည်တောင်ပီယန်အတွက်စစ်စစ်ဒေါ်လာသန်းပေါင်း1300ခဲ့သည်1969ခုနှစ်တမနာဂျိုဆင်လက်ထက်တွင်တစ်နှစ်အတွင်းဒေါ်လာ84တန်ဖိုးရှိသောလက်နက်ခရက်မိကြောက်များနဲ့စစ်အုပ်ဆောင်ပစ္စည်းများကိုတောင်ပီယန်တို့တင်ပို့ခဲ့သည်ဂျီနီဗာစာချုပ်ကိုဖျက်လို့ဖျက်ဆီးမလုပ်ပါဟုသောအမေရိကန်အစိုးရသည်1965ခုနှစ်တွင် တောင်ပြင်းနန်းသို့အမေရိကန်စစ်သားပေါင်း2,900ပို့ခဲ့ရမှာ1966ခုနှစ်တွင်3,500ရှိလာခဲ့ပြီး1969ခုနှစ်တွင်9,000အထိအလုံးအပြည့်ပို့ခဲ့သည်ရင်းတော့တစ်နှစ်တည်းနဲ့စစ်တပ်များစုပြုံပို့ဩ၍ပို့ခဲ့သည်နှင့်အမျှဆဲ့အသုံးဆောင်များကိုလည်းလော်ဟော့တင်ပို့ခဲ့ရတောင်ပြင်းနန်းတွင်အမေရိကန်ရဟတ်ယာဉ်1,900ခန့်အပါဝင်လေယာဉ်ပေါင်း3,500တန်ကြပ်ကကားပေါင်း2,900ကျော်နဲ့ အမြောင်မျိုးစုံ2000ခန့်အထိရောက်ရှိလာခဲ့သည်။ထို့ပြင်အမေရိကန်ရေတပ်တစ်ခုလုံးနှင့်ရှိသည့်လေယာဉ်တန်တမောကြီး15စင်းနှင့်စစ်တပ်စင်းကို၎င်း။နံပါတ်9ရေတပ်မတော်ကြီး90ရာခိုင်နှုန်းဖြစ်သောစစ်တင်မော45စင်းတို့ကို၎င်း။ DNN ပင်လယ်ပြင်သို့ဆစ်လုခဲ့သည်။တောင်ပြင်းနှင့်တွင်ရင်းသူစီရေးရအလုံးရင်းဖြင့်တူးကျော်လာခဲ့သောအမေရိကန်နေချက်သမားသည်ဤမျက်နှင့်အားမရသေးပဲ1964ခုနှစ်ဩဂတ်စလ5ရက်နေ့ကတောင်ကင်ပင်လယ်ကွက်တွင် မေရိကန်ရေတပ်မှစစ်သည်မများကိုမြောက်ပြည်နယ်တပ်များကအနှောက်အယှက်ပစ်သည်ဟု၍မဟုတ်မတရားဆွဆွဲကမြောက်ပြည်နယ်နိုင်ငံပေါ်သို့စတင်ပုံကျဲတိုက်ခိုက်လာကြကြသည်တဖန်1966ခုနှစ်ဇွန်လ29ရက်နေ့တွင်မြောက်ပြည်နယ်စစ်မှုလုံငန်းအချက်အချာဖြစ်သောဟိုင်းပုံမြို့ကြီးနှင့်တကွာဟိုချင်မင်းအစိုးရရုပ်ဆိုင်ရာအနှိုင်းညို့ကိုပါတိုးချစ်လာကြပြန်သည်1969ခုနှစ်နှစ်ဦးပိုင်းတွင်မူအမေရိကန်တို့သည်ဗီယက်နမ်မြောက်ပိုင်းသို့ နေ့စဉ်ရက်ဆက်အကြိမ်ပေါင်းတစ်ထောင်ကျော်မြတ်ဘုံကျဲတိုက်ခိုက်ခဲ့ကြသည်ဤသို့ဖြင့်1945ခုနှစ်ကဗီယက်နမ်လွတ်လပ်ရေးကြေညာရာတွင်အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းကြီးမှပထမဆုံးစာပိုင်များကိုထုတ်နှုတ်သုံးဆွလာခဲ့သောဗီယက်နမ်သမ္မတကြီးဟိုချီမင်းသည်နှစ်ပေါင်း20နှစ်ကြာသောအခါအမေရိကန်တို့၏ကျူးကျော်တိုက်ခိုက်မှုများကိုတည်တည်မဲမဲခုခံနေရသည်1942ခုနှစ်မှ1942ခုနှစ်အတွင်းနှစ်ပေါင်း30တန်းတိုင်းနိုင်ငံအသီးသီးတို့လက်ထဲတွာလာ၍ တတမထဲအဆက်မပြတ်လှုပ်ဆောင်ခဲ့သောဟိုချီမင်း၏လွတ်လပ်ရေးကြိုးပမ်းမှုသည်အမကန်လောက်ဆရာပင်ဖြစ်ပေသည် ထို့ထက်1946ခုနှစ်မှ1954ခုနှစ်အထိခုခံရေးစစ်ပွဲကိုကြောက်မြောက်စွာဆင်နွှဲခဲ့ပြီးဒေမင်ဖူးတိုက်ပွဲတွင် ပြင်သစ်စစ်တပ်များအားနလန့်မထူနိုင်အောင်ခြေမုံးနိုင်ခဲ့သောဟိုချီမင်း၏စစ်ရေးနိုင်ငံရေးခေါင်းဆောင်မှုများသည်ပို၍အန်ချီးပွေရာပင်ဖြစ်သည်ထို့ထက်1969ခုနှစ်နောက်ပိုင်းတွင်အမေရိကန်နေချက်သမားများ၏ကျူးကျော်တိုက်ခိုက်မှုများကို အညံ့မကန်အလံမလဲပဲတက်တက်မင်းမင်းကုကန်ခဲ့သည်ဟိုချီမင်းဤဂုံချောင်ပြောင်းသောဇွဲ့တက်သည်ပိုရိပ်ပိုရိပ်အန်ချင်းမကုန်နိုင်တော့အောင်ဖြစ်ခဲ့ရသည်အထူးသဖြင့်1965ခုနှစ်မှစ၍တနေ့တခြားပြင်းထန်လာခဲ့သောဗီယက်နမ်စစ်ပွဲကိုအကြောင်းပြု၍ယနေ့မျက်မှောက်ကမ္ဘာနိုင်ငံများအလယ်တွင်အကြီးအကျယ်အရှက်တကွဲဖြစ်မြုံနဲ့ဖြစ်ခဲ့ရတော့သောဗီယက်နမ်သမ္မတကြီးဟိုချီမင်းတည်င်းမှာကမ္ဘာပြည်သူများအတွက်ဘယ်တော့ပဲအခါမှနေမတူအောင်ထင်လင်းကြကြလာခဲ့သည် ရန်နံစစ်တီလူသမိုင်းတွင်အရင်ဆိုင်ဆုံးအကြမ်းကြုတ်ဆုံးစစ်ပွဲတစ်ပွဲပင်ဖြစ်ကြောင်းကုလသမဂ္ဂအတွင်းဝင်ချုပ်ဦးတန်ကိုရန်ကမှတ်ချက်ချခဲ့ရသည်။ဤညရန်ဆိုင်ရက်ဆက်သောစစ်ပွဲကိုအကြောင်းပြု၍အမေရိကန်ပြည်ထောင်စုကြီးသည်ကမ္ဘာပြည်သူများ၏ဒရိခွက်တွင်ပက်လက်ညှော့ခဲ့ရသည်။ကမ္ဘာပြည်သူများ၏ခါခါတိတိမုန်တိချင်းကိုခံနေရသည်။အချိန်ထဲတွင်ဟိုချင်မင်း၏အမိမှကမ္ဘာနှင့်အွန်လှလန်းတောက်ကြောကြလာခဲ့သည်။ကမ္ဘာပြည်သူများ၏ ခဲငတ်တော်ထောက်ခံအပိမှုကိုရရှိလာခဲ့သည်။အမေရိကန်ပြည်ထောင်စုမှတန်ပေါင်းမြတ်စွာဘုရားအမေရိကန်ပြည်သူများကိုယ်တိုင်ကအမေရိကန်နိုင်ငံသမား၏ဗီယက်နမ်မှကျူးကျော်သောစစ်ကိုအုံကြွကန့်ကွက်လာကြသည်။ကျုပ်တို့တွေအာရှတိုက်ကနိုင်ငံတကာနိုင်ငံမှာအခုလိုလာပြီးစစ်တိုက်နေရတာဟာအင်မတန်ယုံမုန်းစရာကောင်းပါလေ။ကျုပ်တို့မှာမှားယွင်းတဲ့ရန်သူကိုမှားယွင်းတဲ့နေရာမှာလာပြီးမှားယွင်းတဲ့စစ်ကိုတိုက်နေကြရတာပဲဟု၍အမေရိကန်ပူချုပ်ကြီးဥမာပရလီကိုယ်တိုင်က ွင့်ဟဝန်ခံခဲ့ရသည်ဒုတိယကပ္ပစကြီးအတွင်းကနာမည်ကျော်ကြားခဲ့သောအမေရိကန်ဗိုလ်ချုပ်ကြီးမတ်အာတာကလည်းဗီယက်နမ်တွင်အမေရိကန်တပ်များဝင်ရောက်တိုက်ခိုက်နေကြခြင်းနှင့်ပတ်သက်၍အခြားတိုက်မှာအမေရိကန်ပြည်ထောင်စုကြီးအော့ဆာအနာကိုထူထောင်ခြင်းနဲ့သူတွေကကိုအုံနာကိုပြန်ပြီးစစ်ဆေးကြည့်ဖို့လိုလိမ့်မယ်ဟု၍ဝေဖန်ပြောဆိုခဲ့သည်အမေရိကန်ပြည်ထောင်စုမှ တော်တန်ဩဇာရှိသော နေရှင်သတင်းသားကြီးကလည်းအယ်ဂျီးရီးယားတွင်ပြင်သစ်တန်ညာဝင်ရောက်တိုက်ခိုက်ကြစဉ်ကရုံမှညစ်ပတ်၍ ကျန်းကျောက်ရက်စလာသည်ဟုဆိုကာအမေရိကန်လူလူကြီး၏စိတ်တွင် အကြီးအကျယ်တုံ့နှုတ်ထွက်ခြားခဲ့ရသည်ထိုစဉ်ကရုံမှရက်စက်တလောက်ယခုဗီယက်နမ်စစ်သည်လည်းရုံမှရက်စက်လာပေသည်ဟု၍ဝေဖန်ရှုတ်ချခဲ့သည်1962ခုနှစ်ဇူလိုင်လအတွင်းကတမနာကြီးဟိုချီမင်းသည်ပြင်သစ်ဆိုင်ဆရာဘာနက်ဖော့ဆိုသူအားဟနွိုင်းမြို့တမနာအနော်တွင်လက်ခံတွေ့ဆုံခဲ့သည်ထို့သောတွေ့ဆုံခဲ့စဉ်ကဟိုချီမင်းအားဘာနက်ဖော့ကဗီယက်နမ်စစ်ပွဲဟာအချိန်ကြာပြီး ေရှိစပွဲပြင်းလို့ရောက်တော့မှမကြောက်ဘူးလားဟုမင်းညံကရဟိုချင်းမင်းကပြပြတသားပင်ပြန်လဲကြွကြခဲ့သည်ကျုပ်တို့အကြောင်းကို16နှစ်လုံးလုံးလိလာပြီးအင်ဒိုချိုင်းနာစပွဲအကြောင်းရေးခဲ့တဲ့လူတယောက်ဟာကျုပ်တို့ဟာခင်ဗျားတို့ပြည်သူတွေကိုအင်ဒိုချိုင်းနာမှာ16နှစ်လုံးလုံးတဲကြီးမကြီးတိုက်ပြီးအနိုင်ယူခဲ့တယ်အခုတခါဝတ္ထစဉ်ကိုအမေရိကန်တွေကတနက်တက်ဆင်ပြီးအကူအညီပေးနေကြပြီအမေရိကန်ဟာပြင်သစ်ထက်ပိုးပြီးအင်အားကြီးရမှန်းနဲ့ ။ဒါကြောင့်စစ်ဟာစနစ်ကြကောင်းကြလိမ့်မယ်။ဒါပေမဲ့တောင်ပိုင်းကကျုပ်တို့ရဲဘော်တွေဟာနောက်ဆုံးကြရင်အောင်ပွဲခံရမှာပဲ။တောင်ဗီယက်နမ်ပြည်သူလူထုအပေါ်မှာကျူးကျော်တိုက်ခိုက်နေတဲ့ဒီမတရားတဲ့စစ်နဲ့ပတ်သက်ပြီးကမ္ဘာလူလူကြီးရဲ့ထောက်ခံမှုကိုရအောင်ကျုပ်တို့အစွမ်းကုန်ကြိုးစားသွားရမှာပဲ။ဟိုချီမင်းဒီအထက်ပါတွကြကြက်အတိုင်းဗီယက်နမ်စစ်ပွဲတွင်အမေရိကန်ပြည်သူများအပါအဝင်ဘာပီတလူတို့ကြီးထောက်ခံမှုကိုရရှိအောင်အစွမ်းကုန်ကြိုးပမ်းခဲ့တဲ့အတိုင်းရလဲရရှိခဲ့တယ်။ အိန္ဒိယတွင်ဇောဒကတကုတ်တက်ဆရာရှိသည်ယင်းမှာအခြားမဟုတ်ဗီယက်နမ်စစ်တွင်အင်အားကြီးမားလာသောအမေရိကန်နေချက်သမားအားဗီယက်နမ်ပြည်သူတို့ကယခုကဲ့သို့အသေးလေးဇွန်နေပဲကြီးစွာဖြင့်ခုခံတုံးလှန်နိုင်ငံကြခြင်းမှာဆိုဗီယက်ဂျူနီယာနှင့်တရုတ်ပြည်သူတမနိုင်ငံအပါအဝင်ဆိုရှယ်လစ်နိုင်ငံများမှစီရေးစီးပွားရေးကူညီများအကြီးအကျယ်ရရှိနေခြင်းမဟုတ်ပါလောက်ဟုမေးရရှိသည်ဤဗီယက်နမ်စစ်တွင်ဗီယက်နမ်ပြည်သူများသည်ဆိုဗီယက်ယူနီယံတရုတ်ပြည်သူတနနိုင်ငံနှင့် ခြားသောဆိုရှယ်လစ်နိုင်ငံများမှစီးရေးစီးပွားရေးကူညီများရရှိခဲ့သည်မှအမှန်ပဲဖြစ်သည်။ထို့သောအကူအညီများရရှိသည်မှလည်းလှုပ်ဝက်ရရှိနေခြင်းမဟုတ်ဘဲအတီလင်းလူသိချင်းကြားရရှိနေခြင်းဖြစ်၍တစုံတရာအငင်းပွားရန်မလိုသောကိစ္စဖြစ်သည်။ထို့သောဂျင်းတို့သောရုပ်ဝတ္ထုအကူအညီများထက်ဘီယန်နိုင်ပြည်သူတို့၏စိတ်ဓာတ်သည်ပို၍ပဋ္ဌာန်းကြသည်ဟုဆိုအောင်ဖြစ်သည်။တောင်ပြည်နယ်လွတ်မြောက်ရေးတအုပ်မှလက်နက်ကိုင်မြို့ချစ်တပ်သားများ၏သူမတူသောစွန့်စားမှုများ ကုံယောင်တုံလာတီတိုက်ပွဲများနေချီကျူးရီမကုန်နိုင်တော့တီကိုကျိုးဆွန့်လွတ်မှုများတီ၎င်းနေ့စဉ်ဘုံတန်ချိန်ပေါင်းသုံးလုံးကျော်ကြက်ချချင်းခံနေရသည့်ကြားမှာအမေရိကန်လေညာကိုဒဇင်းပြည်ဒဇင်းပြစ်ချရင်တိုင်းပြည်လေယာဉ်နှင့်ဆက်မှုလုပ်ငန်းများကိုမနာတမ်းတိုးတက်အောင်နေ့စဉ်လှုပ်ဆောင်ကြသည့်မြောက်ပြည်နယ်ပြည်သူများ၏ကြက်ခံကြတတ်လာသည့်တမလီစစ်တပ်တီ၎င်းဤတီတို့ကိုကမ္ဘာအတိုင်းတိုင်းပြည်ပြည်မှရင်သက်ရှုံမော၍အံ့ဩမကုန်နိုင်အောင်ဖြစ်ခဲ့ကြသည်ဤတို့သောအနစ်နာခံမှု ုံစားမှုကိုကျော်စွန်လုံးများနဲ့ကျောပန်းလုံဆောင်များအတွက်အဖက်ဖက်ကစီရေးနိုင်ငံရေးစီးပွားရေးစသည့်ပြဿနာများကိုစိတ်ရှည်လက်ရှိတည်တည်ငြိမ်ငြိမ်ဖြင့်စီယုံရှိဆောင်အလင်းရောင်ပေးတင်သူကအခြားသူမဟုတ်တမနာကြီးဟိုချီမင်းဖြစ်သည်အကယ်၍ဟိုချီမင်း၏ကောင်းဆောင်မှုသာကျွမ်းကျင်မှန်ကန်ခြင်းမရှိခဲ့ပါကဆိုဗီယက်ယူနီယံနှင့်တရုတ်ပြည်သူတမနာနိုင်ငံမှပြဖို့သောစီရေးစီးပွားရေးအကူအညီများသည်တဲတဲ့ရေတုံတို့ရာမထင်ဖြစ်ဖွယ်ရတာရှိသည် ကဲ၍ဟိုချီမင်းခေါဆောင်မှုသာခိုင်မာပြတ်သားခြင်းမရှိခဲ့ပါကမနိုင်တာမရှင်သလားအောင်အင်အားကြီးမားလာသည့်အမေရိကန်နှချက်သမားဤကျူးကျော်တိုက်ခိုက်မှုများအောက်တွင်ဒီယန်နာတမျိုးသားလုံးသည်ဒုထောက်၍အရှုံးပေးကြရသည်မှာကြာလာပြီရောမည်ယခုမူဟိုချီမင်းဤတုံတူသောဆွဲကောင်းမှုမှန်ကန်တိကျသည့်လက်ညုံမှုနှင့်ခိုင်မာပြတ်သားလာသည့်ခေါဆောင်မှုတို့ကြောင့်အမေရိကန်နှချက်သမားမှာကမ္ဘာသမိုင်းတွင်ချက်ဖွဲ့အကောင်းဆုံးသောအဖြစ်မျိုးနှင့်ကြုံတွေ့နေကြရသည် ဗီယက်နမ်အရေးခံစတင်ပေါ်ပေါက်လာခဲ့ပြီနော်ဗီယက်နမ်စစ်ပွဲကလာတရတ်လျှောက်တွင်ရှူမင်းအိုက်ဆင်ဟောင်းဝါကနေဒီဂျွန်ဆန်နက်ဆင်အစရှိသည့်ပြင်အမေရိကန်သမ္မတများတယောက်တီးတယောက်ပြောင်းလဲကဗီယက်နမ်စစ်ကိုတနည်းပြတနည်းတိုးချဲ့ကြကြသည်ယင်းတို့အမေရိကန်သမ္မတ၅ယောက်ပြောင်းလဲ၍ဗီယက်နမ်စစ်ကိုတဲတဲမဲမဲဒီကုံရန်ကုန်အစွမ်းကုန်တိုက်ခိုက်ခဲ့ကြရသည့်တိုင်ဟိုချီမဲမှာအချီမပြက်အနေမပြက်ပန်းပန်လျက်ပင်ရှိကြသည်အမေရိကန်တရလာများ တယောက်ပြီးတယောက်တမနာတတန်ကွန်ဆွေတော်လကဗီယက်နမ်တွင်အရှုံးကြီးချုံရတော်လကတမနာအဖြစ်မှတပုံပုံကြဆုံတော့ကြရသည်နည်းအများဟိုချင်မင်းခေါင်းဆောင်မှုမှာပို၍တိတ်တီးလာခဲ့သည်ပို၍ခိုင်မာလာခဲ့သည်ဗီယက်နမ်စစ်ပွဲကလာတချို့လုံးဗီယက်နမ်ပြည်သူလူထုကြီးသည်ဟိုချင်မင်းခေါင်းဆောင်မှုအောက်တွင်ရင်းတို့တညညွတ်ထဲဇူတူယုံတွေစီလုံးညညွတ်နေကြခြင်းတွင်အမေရိကန်တမနာများတယောက်ပြီးတယောက်ကြဆုံကြရသလိုတောင်ပြင်းနယ်တွင်လည်း မေရိကန်တို့လိုကြဖွဲ့စည်းခဲ့သောအစိုးရအဖွဲ့များမှလည်းတစ်ဖွဲ့ပြီးတစ်ဖွဲ့တုတ်ကြကြသည်တဘိုးတက်တဘိုးစင်းကအချင်းချင်းဗိုလ်လူကြသည်1963ခုနှစ်နိုဝင်ဘာလတရနေ့တွင်တောင်ပီရင်နံသမလဗိုတင်စင်အားဗိုလ်ချုပ်တောင်ပန်မင်းကစစ်တပ်ကွန်ရက်ကြီးထုတ်ချ၍ဗိုလ်တင်စင်မှာရဲဆက်ဆက်အသက်ခံခဲ့ရသည်တဖန်1964ခုနှစ်ဇန်နဝါရီလ30ရက်နေ့တွင်ဗိုလ်ချုပ်ငွေရင်ခံခေါင်းဆောင်သောအနာသိမ့်ပွဲ ဖြစ်ပွားခဲ့ကြသည်1964ခု စတင်မလာ17နှစ်တွေလကောင်1965ခုဖေဖော်ဝါရီလ19နှစ်တွေလကောင်ဘုကျုပ်ဒေါမန်တူးနဲ့ဘုကျုပ်ဖန်ကတ်တို့ကဘုကျုပ်ငွေရင်ခန့်ထံမှာအနာသိဉံအတီးတီးစူးစမ်းကြတော့လေမအောင်မြင်ပဲအခြေအနေတော့ကတည်းတော်တော်ခုဖေဖော်ဝါရီ20ရက်တွင်ဘုကျုပ်ငွေရင်ကောက်ကင်းနေဘုကျုပ်ငွေရင်ဗန်တီယူတို့ခေါင်းဆောင်၍ဘုကျုပ်ငွေရင်ခန့်ထံမှာအနာသိဉံကြတယ်ဤတို့လျင်တောင်ပြင်းနှံတွင်အမေရိကန်နောက်လိုက်ဘုကျုပ်များအချင်းချင်း ဘလူဘွဲကျင့်ပါ၍အနာအပြောင်းလဲများအကြခဏဖြစ်ပွားခဲ့တည်နေညာဗီယန်ဒီမိုကရက်တစ်နိုင်ငံတော်တမနာကြီးဟိုချီမင်းခေါဆောင်မှုမှာတင်းဒီတခြားတင်းငင်ခိုင်မာလာခဲ့ရာဟိုချီမင်းနဲ့ဗီယန်နမ်ပြည်သူတို့၏စီလုံးညီညွတ်မှုမှာကဘာကလက်ဖြားခါရလောက်အောင်ဖြစ်ခဲ့ရသည်ဟိုချီမင်းအားဆိုရှယ်လစ်အုပ်စုကွန်မြူနစ်အုပ်စုဝင်နိုင်ငံများနဲ့ဗမာလိုက်နိုင်ငံများတမကအရင်းရှင်နိုင်ငံများကပါချီကျူးလေးစားချရသည့်အကြောင်းချင်းရာတစ်ခုရှိသေးသည်ဂျင်းမှာအခြားမဟုတ်ကဘာကွန်မြူနစ်အုပ်စုဝင် င်အားကြီးနိုင်ငံထနိုင်ငံဖြစ်ကြသည့်ဆိုဗီယက်ယူနီယံနှင့်တရုတ်ပြည်သူ့တမန်နိုင်ငံတို့ကွန်မြူနတီဝါဒနှင့်ဆက်လင်း၍အချင်းချင်းသဘောကိုလည်းကပြန်လည်ပြိပကဖြစ်ပွားကြရာဟိုချီမင်းသည်မြစ်တီပတ်မှမလိုက်ပဲအင်တီရရထိတ်ခါချစ်ချစ်ဖြင့်တတမထဲလက်တီလာနိုင်ငံချင်းပင်ဖြစ်သည်အထူးသဖြင့်ကဘာနှင့်အဝန်းဖိနိကန်အနှင်းဆက်ကန်လောက်သမားလေသမားပစ္စည်းမများ၏ရေချေအကျိုးစီးပွားကိုမျှော်ကို၍ကွန်မြူနတီနိုင်ငံများအချင်းချင်းညီညွတ်ရေးကိုထားဆွင်ကြွကြော်ကြခြင်းဖြင့် ဆိုဗီယက်ယူနီယံနဲ့တရုတ်ပြည်သူတမနာနိုင်ငံအပါအဝင်ကမ္ဘာဆိုရှယ်လစ်နိုင်ငံများကွန်မြူနစ်နိုင်ငံများ၏လေးစားမှုကိုခံယူရရှိခဲ့သည်ဆိုရှယ်လစ်နိုင်ငံများအချင်းချင်းသဘောကိုလဲမှုကိုအမျက်ထုတ်လို့သောအမေရိကန်နှစ်ချက်သမားသည်ဆိုဗီယက်ယူနီယံနဲ့တရုတ်ပြည်သူတမနာနိုင်ငံတို့၏ပြည်ပခအကြားတွင်ဗီယက်နမ်တမနာကြီးဟိုချင်မင်း၏အမှားကိုစောင့်နေခဲ့သည်အရင်းရှင်စာနယ်စင်ကြားကလည်းအာရှတိုက်တွင်တက်တန်းအရှိဆုံးခေါင်းဆောင်တဦးဖြစ်သည့်ဟိုချင်မင်းသည်တရုတ်နှင့်ရုရှားနိုင်ငံနှစ်နိုင်ငံကြားတွင် ညတိပတ်တို့ပင်းညီကိုမျက်စိတောက်ထောက်၍ကြည့်နေကြသည်ဤမျိုးစုံ ပြည့်ရဲ့မျိုးစုံဖြစ်ဟိုချီမင်းအားတွေ့တိုးဆန့်ကြကြသည်သို့တော်ဟိုချီမင်းရဲ့တည်ချက်မှာကမ္ဘာပစ္စည်းငယ်များတွေးစည်းညညရင်းဆိုရှယ်လစ်နိုင်ငံများအချင်းချင်းညီရင်းကို တပြအပြန်လန်ကြည်ကြည်ရေးသားထားစဉ်ဖြစ်နေသည်ကိုသူတို့တွေ့ကြရသည်1964ခုနှစ်ဇူလိုင်လအတွင်းပြင်သစ်ပြည်ရုပ်မြင်သံကြားတစ်ခုမှာအထူးတာဝန်ဖြစ်ဆေးလွှတ်လိုက်သောမျိုးသမီးတရင်တော်ဟန်နီဘတ်သည်အနိုင်မျိုးတော်တွင် တမနာကြီးဟိုချိန်မင်းနဲ့ဝင်ရောက်တွေ့ဆုံခဲ့တယ်။သူမကမြောက်ပြည်နယ်နဲ့အီတိုင်းသာသွားနေပါကတနေ့တွင်တရုတ်ပြည်ရန်ရွှေတော်နိုင်ငံတနိုင်ငံဖြစ်ရောက်ရှိမသွားနိုင်ပါတော့ဟု၍မိန့်မြန်းခဲ့ရ။ဟိုချိန်မင်းဒီရုံးကနေလက်နက်ဖက်ဖြင့်ကာ၍စိတ်ချပါ။ဘရောမှာဒီဖြစ်မျိုးရောက်မခံပါဘူးဟုအတီလင်းဖြစ်ကြခဲ့တယ်။တခါကလည်းနိုင်ငံခြားအဲ့ဒီတယောက်တည်းဟိုချိန်မင်းအားဥက္ကဋ္ဌကြီးမော်စီတုံးကဲ့သို့စီရေးနိုင်ငံရေးစောင်းမများစာအုပ်စာတမ်းများရေးသားထုတ်ဝေရန် ကြံရွက်ချက်ရှိမရှိမေးမြန်းကြရ။ဟိုချင်မင်းဒီအဲ့ဒီကြီးအားအန်အောဒီအမှုရာဖြင့်ကိတ္တညာစัจကြည်ပြီနော်။နေပါဦး။ဒီကိစ္စမှာဥက္ကရာကြီးမော်စီတုံးမကြီးပဲကြံနေတာရှိရင်ကျုပ်ကိုတစိတ်ပြုတ်ပြစေခြင်းနဲ့။တကယ်လို့လိုတာရှိရင်ကျုပ်ဖြစ်ပြီးရေဖို့အသင့်ပါပဲဟု၍ခက်တီတီပြန်ပြောခဲ့သည်။ရင်းရှင်နိုင်ငံများမှာသတင်းစာဆရာ စာရေးဆရာများသည်ဟိုချင်မင်းအားရင်းတို့မကြခဏသွေးတိုးဆန်းကြသည်။တော်တော်များရင်းရှင်နိုင်ငံများမှာခေါင်းဆောင်များနဲ့ အထူးသဖြင့်အမေရိကန်အစိုးရကောင်းဆောင်များသည်ဟိုချင်မင်းအားတရုတ်ပြည်သို့သမ္မတနိုင်ငံနှင့်သဘောကောလဲဆိုကြညာသည်သို့မဟုတ်ဆိုဗီယက်ယူနီယံနှင့်ခွာပြဲဆိုကြညာသည်ထို့သောဟိုချင်မင်းသည်တရုတ်ဆိုဗီယက်ပြည်ပခတ်ကာလတစ်လျှောက်လောတရုတ်နှင့်လည်းမကွဲဆိုဗီယက်နှင့်လည်းမတွဲပဲနိုင်ငံစလုံးနှင့်ချစ်ချည်ရင်းနှီးစွာဆက်ဆံလာခဲ့သည်နိုင်ငံရေးစီးပွားရေးများအရနိုင်ငံစလုံးနှင့်ပုံမကွဲတိုက်မပြတ်ဆက်ဆံလာခဲ့သည်ဤသို့ဖြင့်အမေရိကန်နဲ့ချက်သမားတဲ့ ။ဟိုချင်မင်းအားတရုတ်ဆိုဗီယက်ပြည်ပခတွင်အမျက်ထုတ်ရမရပဲဖြစ်ခဲ့ရသည်။ဤသို့ဖြင့်ဥလိဟိုဒီဗီယက်နမ်တမျိုးသားလုံးအားခိုင်မာတိတ်သည်စွာစီယုံ၍အမေရိကန်ကျူးကျော်မှုကိုကမ္ဘာတဝန်းလုံးကအပြားခါရလောက်အောင်ခုခံတွန်းလှန်နိုင်ခဲ့သည်။လူသမိုင်းတွင်အရင်ဆိုင်ဆုံးရက်ဆက်ဆုံးအကြမ်းကြုံဆုံးသောဗီယက်နမ်စစ်ကိုအကြောင်းပြု၍ဟိုချင်မင်းဟူသောအမည်သည်ကမ္ဘာနိုင်ငံအသီးသီးမှပြည်သူလူထုကြီးလေးစားကြည်ညိုပွဲရာပုဂ္ဂိုလ်ကြီးဖြစ်လာခဲ့သည်လို့ ဥလေးဟုဟူသောအမည်သည်ရန်နံပြည်သူများ၏စိတ်ခင်အကုမှုကိုအပြည့်အဝခံရသည့်ကောင်းဆောင်ကြီးတူဖြစ်လာခဲ့သည်။ဥလေးဆန်ကအခြားမဟုတ်အမေရိကန်အစိုးရကိုပင်ဆိုလိုသည်။အမေရိကန်ပြည်တွင်းစစ်ကာလအတွင်း1812ခုနှစ်ကအမေရိကန်အစိုးရသည်စစ်မြေပြင်သို့ပေးပို့သည့်ရိခာပစ္စည်းများအားစစ်ဆေးကြည့်ရှုရရန်နယူးယောက်ပြည်နယ်မှဆမ်မီရယ်ရီဆင်ဆိုသူအားအထူးတာဝန်ဖြင့်ဆီလုပ်ခဲ့သည်။ဆမ်မီရယ်၏အမည်ကိုအတူကောင်အဖြစ်ဆန်ရွန်ဟုခေါ်ကြသည်။ ဖိုစင်ကဆင့်မြင့်ပြင်းတို့ရောက်ရှိလာသောဒိခပစ္စည်းများတစ်တာများအထုံများအလုံးတို့တွင် US ဟူသောစလုံးနှလုံးဖြင့်အမှတ်တစိခနိုင်ထားသည်ယင်းစလုံးနှလုံး၏အတိတ်ကမှ United States American ပြည်ထောင်စုဖွေ၍ဖြစ်သည်သို့သောဆင့်မြင့်ပြင်းမှစစ်သားများနှင့်ကုန်တင်ကုန်ချအလုံးသမားများကအဆိုပါ US ဟူသောစလုံးနှလုံးကို American အစိုးရ၏အထူးကိုယ်စားလှယ်ဆင်မြူရီ၏အမည်ဖြင့်ပြောင်းကအန်ကယ်ဆန်ဦးလေးဆန်ဟူ၍နောက်ပြောင်းခေါ်ကြသည် တို့ဖြင့်နောက်သောခါ၌ US ဟူသောစလုံးနှလုံး၏မူလဆလုံးရင်းဖြစ်သော United States ၏နေရာတွင် Uncle Sam ဟူ၍နတ်တိတ်ပဲကောက်ယူခဲ့ရမှာ American ပြည်ထောင်စုချင်းနှင့် American ပြည်ထောင်စုအစိုးရအား Uncle Sam သို့မဟုတ် Uncle Sam ဟူ၏ American မျိုးသားများကတင်စားခေါ်ကြသည်ဤတင်စားချက်သည်တစတစကြိတ်ပြန့်လာခဲ့ရယခုအခါကမ္ဘာစနေစင်းများတွင် American အစိုးရနှင့် American ပြည်ထောင်စုအား Uncle Sam ဟူ၍စာရေးဆရာများ ရင်းစာဆရာညာနဲ့ကတ်တုန်းဆရာညာကခေါ်ဟောရေးသားသုံးဆွဲလျက်ရှိတယ်။ဤတို့ဖြင့်ညံပန်းပန်းတတိုက်ဆိုင်ဆိုင်ဦးလေးခုံနဲ့ဦးလေးဆန်တို့တင်ဗီယက်နမ်စစ်ပွဲတွင်ရင်းဆိုင်လာတွေ့ကြရသည်။သို့သောဤပြည်နယ်တွင်လွတ်လပ်ရေးအတွက်ကုကံကာကွယ်သူညီညွတ်ရေးအတွက်ကြိုးပမ်းသူနှင့်ရင်းချမ်းရေးအတွက်ကိုကျိုးဆုံးလို့သူဦးလေးဟုသည်ကဘာထုတ်ကံမှုကိုရရှိခဲ့သလား။တိုင်းတစ်ပါးအားကျူးကျော်သူလက်နက်ဆွမ်းအဖြစ်ရန်ကားသူလွတ်လပ်ရေး ညီညွတ်ရင်းနဲ့ငင်းချမ်းရေးကိုဖြတ်စည်းသူဦးလေးဆံမှာကပတ်တရွေးခွက်တွင်ပလက်မျောခဲ့ရသည်။